BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာအောက်တိုဘာလ10ရက်တက္ကညာချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်ထဲ Hamas နဲ့ပြည်ရဲ့သဘောတူညီချက်စတင်နေပြီလို့ Israel စစ်တပ်ကပြောတဲ့အကြောင်းပြင်ကျန်ရည်ကနေအဆွေလာမှာပဲအဲ့လိုလိုတူတင်းနဲ့ညာတရားမျိုးလုပ်လိုက်ပုံပြအလားဆက်ဆက်နဲ့အကုန်မျိုးတွေပုံမြင်ရတိုင်းကွန်ရှင်က မဲဆင်းရင်ကတ်တဲ့ရက်ကိုတပတ်တိုးတဲ့ကြောင်းနဲ့အေအေကမူရစီကရတဲ့ငွေတွေကိုစည်ရဲအတွက်သုံးနေတယ်ဆိုပြီးစစ်တကဆွဆွဲတဲ့ကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုးဘိုးကတင်ဆက်ပေးထားပါတယ်။ ဟမတ်စ်ရဲ့ဖြစ်ရတဲ့ဘောတူညီချက်စတင်သက်ဝင်နေပြီဆိုပြီးအစ္စရေးစစ်တပ်ကပြောပါရယ်ပါလက်စတိုင်းနယ်မြေကနေအစ္စရေးတပ်တွေဒစိတပိုင်းဆုတ်ခွာပေးပြီဆိုပြီးလူမှုကွန်ရက်မှာအစ္စရေးကခြင်ညာခဲ့ပါရယ်ဟမတ်စ်က92နှစ်တွင်အစ္စရေးဒစကန်လူသေးလူရှင်အားလုံးကိုလွှတ်ပေးရမှာဖြစ်ပြီးတော့အစ္စရေးဘက်ကလည်းယာနဲ့ချီတဲ့ပါလက်စတိုင်းကျင်းသားတွေကိုပြန်လွှတ်ပေးရမှာဖြစ်ပါရယ် အစ္စရေးတက်ဆုတ်ပြီးတဲ့နောက်ထောင်နဲ့ခြေတဲ့ပါလက်စတိုင်းတွေဂါဇာမြောက်ပိုင်းကအိမ်နေစီကိုလမ်းလျှောက်ပြန်လာကြတဲ့ပုံတွေကိုလည်းတွေ့ရပါတယ်။ဗင်နီဇွဲလာတိုက်ခန်ကောင်းဆောင်မာရီယာကော်နီယာမချာတို့ဟာဒီနှစ်တွင်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။ She is receiving the Nobel Peace Prize for her tireless work ဖနီဆလာပြည်သူတွေအတွက်လူမှုကရေးစီခွင့်ရေးတွေမြင့်တင်ပေးဖို့တဆိုင်မမအားထုတ်ခဲ့မှုနဲ့အာဏာရှင်ကနေဒီမိုကရေစီစနစ်ကိုငြိမ်းချမ်းစွာကုပြောင်းနိုင်ရေးအတွက်သူရဲ့အားထုတ်မှုတွေကိုဂုဏ်ပြုကြောင်း Nobel Peace Committee ကပြောကြားခဲ့ပါတယ်။မနေ့က Nicholas Maduro နိုင်သွားတဲ့သမရယူကောက်ပွဲမှာဝင်မပြိုင်ဖို့ Miss Machado ကန့်သက်ခံခဲ့ရပါတယ်။ဒီယူကောက်ပွဲကိုလွတ်လပ်မြတ်တမှုမရှိဘူးဆိုပြီးတော့နိုင်ငံတကာကကန့်ကွက်ခဲ့ကြပါတယ်။ အာဖဂန်နစ္စတန်မြို့တော်ကာဘူးမှာမင်းညကပောက်ကွဲသံကြီးနှစ်ခုကြားခဲ့ရပြီးတဲ့နောက်ပါကစ္စတန်ကလေပိုင်နက်ကိုချိုးဖောက်တယ်ဆိုပြီးတော့တာလီဘန်အစိုးရကဆွဆွဲခဲ့ပါတယ်ပါကစ္စတန်နယ်စပ်နားကဈေးတစ်ခုထဲမှာလည်းဘုံကျဲခံရတယ်ဆိုပြီးတော့အာဖဂန်ကာကွယ်ရေးဌာနကပြောပါတယ်အာဖဂန်နစ္စတန်ရဲ့ကိုတက်ခိုက်မှုတွေလုံသလားမလုံသလားဆိုတာကိုတော့ပါကစ္စတန်ဘက်ကဘာမှမထုတ်ပြန်သေးပါဘူး တခါအာဖဂန်နစ္စတန်မြို့တော်ကာဘူးကသံဖွဲ့ကိုတန်ယုံဆင့်တိုးမြင့်မယ်ဆိုပြီးတော့အိန္ဒိယဆိုရကပြောပါတယ်ဒေလီကိုရောက်လာတဲ့တာလီဘန်နိုင်ငံခြားရေးဝန်ကြီးအမီယာခန်မတ်တကီနဲ့တွေ့ဆုံပြီးတဲ့နောက်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးစူဘရာမန်ယန်ကြီးရှန်ကာကဒီလိုကြေညာခဲ့တာဖြစ်ပါတယ်2021မှာတာလီဘန်တွေတက်လာပြီးတဲ့နောက်ကာဘူးကတန်ယုံကိုအိန္ဒိယကပိတ်ပစ်ခဲ့ပါတယ်နောက်တစ်နှစ်ကြာမှာတော့ကုံသွယ်ရေးနဲ့လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့တန်ယုံဖွဲ့ငယ်တစ်ခုကိုဆ ေလွှတ်ခဲ့ပါတယ်အာဖဂန်တွေကအိန္ဒိယကိုမိတ်ဆွေရင်းလို့အောက်မိတယ်ဆိုပြီး6ရက်ကြာခီးစဉ်နဲ့ရောက်လာတဲ့မစ္စတာမတ်တကီကပြောပါတယ်အိန္ဒိယဆိုရကခုရတီတာလီဘန်ဆိုရကိုတရားဝင်အသိမှတ်မပြုသေးပါဘူး တခါထိုင်ဝမ်မှာစစ်စရိတ်တိုးမြင့်မဲ့စီမံကိန်းတွေကိုသမရကကြီးညာခဲ့ပါတယ်။ထိုင်ဝမ်မှာတီဒုံလို့ခေါ်တဲ့အလှအထက်ထက်ပါဝင်တဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုတိဆောက်မယ်လို့လည်းသမရလန်ချင်တာကပြောပါတယ်။နောက်တင်းကျက်ဖီအားသုံးပြီးထိုင်ဝမ်ကိုသိမ်းဖို့ကြံနေတာတွေကိုလက်လျှော့ဖို့လည်းတရုတ်ဆိုးဘကိုသူကတောင်းဆိုခဲ့ပါတယ်။မစ္စတာလိုင်ဟာစစ်လူလာသူဖြစ်ကြောင်းတရုတ်နိုင်ငံယာယီဌာနပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။ ဖိလစ်ပိုင်သမရဟောင်းကိုကြားမရည်ချိန်နေရခဏလွတ်ပေးဖို့တောင်းဆိုချက်ကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကပယ်ချခဲ့ပါတယ်ရော်ဒရီโกဒူတတေလီယင်ပြန်စီးဖို့ခက်ခဲနိုင်သလိုအမှုသက်သေတွေကိုနှောက်ယှက်ဖို့ကြိုးစားနိုင်ကြောင်းတရားရုံးကပြောပါတယ်သူရဲ့သိမြင်မှုအားနည်းချက်ကြောင့်မစ္စတာဒူတတေတရားရုံးကိုမတက်နိုင်ဘူးလို့လည်းသူရဲ့ရှင်းလင်းတွေကပြောပါတယ် သူ့ရဲ့လက်ထက်မှာမူရင်းနှိမ်နှင်းရေးတွေကြောင့်အ ਨੇ ဆုံးလူ86ယောက်သေခဲ့တဲ့မှုမှာဒူတာတေးပတ်သက်နေတယ်ဆိုပြီးတော့ ICC ကပြောပါတယ်ဖိလစ်ပိုင်သမ္မတဟောင်းကိုမက်ရှလာရဲကနယ်သာလန်မှာဖမ်းဆီးထားတာဖြစ်ပြီး လူသားမျိုးနွယ်တွေပေါ်ကျူးလွန်တဲ့ယာဆွေးမှုသုံးမှုနဲ့ရင်ဆိုင်နေရပါတယ်တောင်ကိုရီးယားကပေါင်းစည်းရေးသင်းတော်ရှီကဲဟန်ဟက်ဒီယာကိုအာနာပိုင်တွေကချဆမှုတွေနဲ့ဆွဲဆိုခဲ့ပါတယ် သမရကရဟောင်းကင်ကျိုဟန်စီကမျက်နှာသာရဖို့အတွက်မစ္စဟန်ကစိန်လေဆွဲနဲ့ Channel လက်ကန်8တွေနဲ့လက်ထိုးဖို့ကြိုးစားခဲ့ကြောင်းအမှုလိုက်ရရှိတွေကဆွဆွဲပါတယ်မစ်ကင်ဟာကျင်းကျနေတဲ့သမရဟောင်းယွန်ဆွတ်ယိုးရဲ့ဇနီးဖြစ်ပါတယ်။ကိုရီးယားနိုင်ငံရေးသမားတွေကိုဟန်နဲ့သူ့ရဲ့လက်ထောက်တွေကဒေါ်လာသိန်းချီပေးခဲ့ကြောင်းလဲဆွဆွဲခံခဲ့ရပါတယ်။ ဖက်ကံမြို့နယ်မလန်းရွာမှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလည်းချက်လီရင်နဲ့တိုက်ခိုက်နေတယ်ဆိုပြီးတော့စစ်ရေးခင်းနေသရှိသူတူကပြောပါတယ်။မနေ့ကလည်းလေကျောင်းကတိုက်ခိုက်ခဲ့ပြီးညဘက်ထီလက်နဲ့ကြီးတန်းနေကြရတယ်လို့ပြောပါတယ်။တရင်ချိုလာပြီးနေကစပြီးမလန်းမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်လို့ဒေသခံတွေဖေးလို့ရရှောင်တိန်နေကြတယ်လို့ဆိုပါတယ်။ဒါပြင်ဖက်ကံနဲ့မိခင်းနာမှာလည်းညမထွက်ရအမိန်တွေကိုထုတ်ပြန်ထားပါတယ်။ ော်ရရှိမြခင်ဗျာရွေးကောက်ပွဲကော်မရှင်ကမဲဆင်းရဲကတ်တဲ့ရက်ကိုတစ်ပတ်တိုးလိုက်သလိုပဲကျူတင်မဲအတွက်ပုံစံ15တင်ရမယ့်ရက်ကိုလည်း9ရက်တိုးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတာကိုကိုင်မောင်ပြောပြပေးမှာပါ။မြေပြင်မှာပြည်သူတွေကမဲဆင်းကိုလာချိပြီးတော့ကုမီပမ်ပါစစ်စစ်တွေနေပါနေတာရဲ့ကတ်ထားတဲ့မဲဆင်းတွေကလည်းအမားရင်းတွေမျက်နေတာရဲ့ဆရာတီကြောင့်ဒလူရက်ထတုတာတွေဖြစ်လာတာလို့ရွေးကောက်ပွဲလိလာဆောင်ကြည့်သူတွေကသုံးသပ်ပါတယ်။လက်ရှိမဲဆင်းမှာနေရပြောင်းရွှေ့သွားသူတွေ တဆုံမိသားစုတွေရဲ့အမိစင်းတွေပါနေပြီးတော့ယူကပွဲကုစလောင်းတို့ရဲ့အမိစင်းတောင်မဲစင်မှာပါမလာတာတွေရှိနေတဲ့အကြောင်း BBC ကစုံစမ်းသိရပါတယ်။အရင်ယူကပွဲလုပ်ငန်းတွေတုန်းကမဲစင်းပြုတူတဲ့အခါကွန်ပျူတာပါဝင်လိုအပ်မှုတွေကိုရက်ဖက်ဖွဲ့စည်းတွေကအကူအညီထောက်ပံ့ပေးခဲ့ကြတဲ့အပြင်သူတို့ကပြည်သူတွေမဲစင်းကြည့်ဖို့ကိုပါလိုက်လံနှုတ်ဆော်ခဲ့ကြတာပါ။အခုတော့အဲ့လိုမဲပြုလှုံ့ဆော်တဲ့ရက်ဖက်ဖွဲ့စည်းတွေတက်ကြွမှုမရှိတော့ပါဘူး။ ယူကဘဝမဲ့ငွေပါတီတွေကလည်းအရင်လိုတိမ်နဲ့တင်စင်းမဲစင်းသွားကြည့်ကြဖို့နှိုးဆော်ဖို့ရမှာလဲငွေကြေးအင်အားနဲ့လုံခြုံရေးခြေနေတကြအောင်မဆောင်ရွက်နိုင်ကြဘူးလို့ယူကဘဝဖြစ်တဲ့နေကိုလိလာဆောင်ကြည့်သူတယောက်ကပြောပါတယ်ပြည်သူတွေမဲစင်းကြည့်ဖို့မဲစင်းမှန်ကန်စေဖို့အတွက်ငွေပါတီတွေကလည်းပူးပေါင်းဆောင်ရွက်ကြဖို့အတွက်ယူကဘဝကမရှိရဒီနေ့မှစပိဖို့လာတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ကပြောပါတယ် အဓိကအရေးကြီးဆုံးကတော့ဒီ message မိတူရရှိပြီးတော့လေကျွန်တော်တို့တရင်စင်းတရင်တဲ့မတော်နိုင်ပြီတန်အောင်တောင်းလူစီကားတဲ့နေရာမှာတို့ဘာလို့ပေါ့နော်ညာအဲ့လိုမျိုးလေးမှာတော့ပုံစံ၃လို့၄လို့၄ခန့်ခင်တို့အဲ့ဒါတွေနဲ့ကုညီပြီးတော့မှဆောင်ရွက်ပေးပြီးတော့မှဒီစာရွက်ဆိုင်ကမ်းတွေကိုပုံစံတွေကိုကျွန်တော်တို့ဒီ issue တော့ပြန်ပို့ပေးတာမျိုးပေါ့နော်အဲဒါမျိုးလေးတော့ဆောင်ရွက်လို့ရရပါမယ်ရှင် ီယူကဘဘပီလူကစိတ်ဝင်စားတဲ့အကြောင်းရင်းတွေကဒေါ်ဆန်းစစ်ကြီးဦးဆောင်တဲ့ LNP ပါတဲ့ယူကဘမဟုတ်လို့စိတ်ဝင်စားတာတကယ်လို့မဲပေးခဲ့ရင်လေသူတို့ဘဝတွေပို့ပြီးတော့ကောင်းလာမယ်လို့မြုံကြည်တာနောက်တစ်ခါလုံညိုရေးချင်တွေကစိတ်ချတာဆက်လိုက်ကြောင်းဖြစ်နေတယ်လို့ယူကဘဆောင်းတည်သူတွေကသုံးသပ်ပါတယ်မဲစင်းမှားနေတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အနာသိမ်းထားတဲ့စစ်ကောင်ဆောင်ကသူကျင်းပမဲ့ယူကော့ဘမှာမဲစင်းမှားတဲ့အကြောင်းဝေဖန်ပြဆိုတာတွေကိုလက်ခံမှာမဟုတ်ဘူးလို့ယူကော့ပွဲစောင့်ကြည့်လေတဲ့သူတယောက်ကအခုလိုသုံးသက်ပြောပါတယ် သူတို့ကအရင်2020မေးစင်တဲ့မှန်လေဆိုရင်ဟောက်ပဲသူတို့ကတော့ကျက်တည်လိမ့်မယ်လို့ထင်တယ်ပေါ့နော်နံပါတ်1ချက်ကအဲခါရဲ့ဝေဖန်တဲ့လူတွေကိုဖိနေတာကျန်ခါရေးပြနေရအဆွေးတော်မှာပဲအဲ့လူတွေကိုသူတို့တနည်းနည်းပညာပေးရမျိုးလုပ်လိမ့်မယ်ပို့ပြီးတော့အလားရှယ်ဆန်တဲ့နှိကုတ်မှုမျိုးတွေပုံမြင်ရနိုင်နိုင်ငံကမှလည်းပြပရမြန်မာနိုင်ငံသားတွေကြိုတင်မဲ့ပေးနိုင်ဖို့အတွက်ပုံစံ5တင်တင်ကြဖို့မြန်မာတိုင်းတွေကကြီးညာထားပေမဲ့လူတွေမှာပြပရပြည်သူတွေကလည်းမဲပေးဖို့စိတ်ဝင်စားသူတွေကနေပါနေတဲ့အကြောင်း BBC ကစုံစမ်းသိရှိထားပါတယ် ပရရှိမြခင်ဗျာအီကမူရစီကရတဲ့ငွေတွေကိုစည်ရေးအတွက်သုံးနေတယ်လို့သူတို့သေးလာတဲ့မူရစီမျိုးစုံကိုလည်းရန်ကုန်တဝိုက်မှာအများပြားဖမ်းမိတယ်ဆိုပြီးတော့စစ်ကွန်ရှင်ကထုတ်ပြန်ပါတယ်အီဟာစစ်တပ်ပြောသလိုမူရစီကရတဲ့ငွေတွေနဲ့စစ်တိုက်နေတာလားမက်တီရီဆိုကပြောပြပေးပါမယ်ရန်ကုန်နဲ့အနီးဝန်းကျင်နေရာတွေမှာငွေကျပ်195ဒသမ85ဘီလီယံတန်ဖိုးရှိတဲ့ ice 3438ကီလိုဂရမ်နဲ့ကက်တမင်2198ကီလိုဂရမ်ကို ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးပတ်ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီမူရင်းစည်းတွေကိုရှမ်းပြည်နယ်ကနေရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မှုတည်ဆောင်လာတာလို့ဆိုပါတယ်။အခုနှစ်အတွင်းရန်ကုန်မြို့ပတ်ဝန်းကျင်မြို့နယ်တွေမှာမူရင်းစည်းဝါးတွေအများအပြားဖမ်းဆီးရရှိမှုတွေမကြာခဏရှိနေတာဖြစ်ပါတယ်။ဒီမူရင်းစည်းတွေကလုံခြုံရေးတင်းကျပ်တဲ့စစ်ကော်မရှင်တပ်ထိန်းချုပ်ရာနေရာတွေကိုဘယ်လိုရောက်လာခဲ့ကြတာပါလဲ။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံရေးစောင့်ကြည့်သူတူအထုံးတက်တာကဒီပစ္စည်းတွေကဒီရန်ကုန်ထိရောက်လာတယ်ဆိုတာအေးကတမန်ကလုံးမှာတော်ပြီးတော့ပြေဆုံးလို့တော့မရနိုင်ဘူးဒီတော့ကြောင့်မလို့ဒီကတည်းကတန်တန်နဲ့ကြားထားကြတယ်ကဒီပစ္စည်းတွေရောက်လာတယ်ဆိုတဲ့ကဒီအုပ်စိုးရေးဘက်ကိုလည်းကျွန်တော်တို့ကတန်ပြီးအဖြစ်စီရတယ်အများကြီးရှိတယ်ဒီမမဆိုးနဲ့တစ်ဆိုင်ကလေးရတယ်ပုံမှန်လည်းအေးမှာတော့ပြလို့ရှိတော့ဒါမှမဟုတ်တော့ဘူးလို့ပြောနေတယ်ကျွန်တော်အေးအေးဟာမူရစေးတွေကိုသူတို့ထိန်းချုပ်ရာရခိုင်ပြည်နယ်ကနေဒေတာရင်းနိုင်ငံတွေကိုဖြန့်ဖြူးရောင်းချနေပြီး အဲ့ဒီကရတဲ့ငွေကြေးတွေကိုစည်ရဲအတွက်သုံးနေတယ်လို့ဆွဆွဲထားပါဗျ။ဒီအခြေအနေကိုအေးအေးရတုံ့ပြန်ချက်ကိုသိရဖို့ BBC ကမေးမြန်းထားပေမဲ့အဆက်အသွယ်မရသေးပါဘူး။ကုလသမဂ္ဂမူရစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ကတော့လက်နက်ကိုင်အဖွဲ့အစည်းတွေမူရစေဝါကုံသွဲမှုနဲ့ပတ်သက်ပြီးစစ်တပ်ကိုထောက်ခံတဲ့လက်နက်ကိုင်အဖွဲ့အစည်းရောစန့်ကျင်တဲ့ဘက်ကရောနှစ်ဖက်လုံးကအဖွဲ့အစည်းတွေပါဝင်ပတ်သက်မှုရှိတယ်ဆိုတော့ခိုင်မာတဲ့အထောက်အထားတွေအများကြီးရှိကြောင်းထုတ်ပြန်ထားမှုရရှိပါတယ်။ အေးအေးနဲ့နှီးဆက်သူတူပြောတာကတော့အေးအေးမှာကဒီလိုမှရှိတဲ့ဒီနေရာလေးဆိုတော့နေရတာဘာလို့လဲဆိုတော့ရှိရတာဘာလို့လဲဒီစီတီဘာမှရှိတဲ့သူတွေဘာလို့ပူပါလဲအင်္ဂါလုံးရပါပဲတို့တို့ဒီတူတူရဲ့ဘာလို့ပူဟာအေးအေးချစ်သူငောင်းတဲ့ပမာဏရှိဒီစေးရုံရဲ့ကကျွန်တော်တို့တစ်ချက်မျိုးစီမံရောင်းတယ်ဒီစီစစ်ကိုမရှိသေးဘူးစသဖြင့်ရှိတာတော့အရင်အရှင်မြင့်မရှိဘူးလို့ကျွန်တော်ကအဲ့လိုကြီး မူရဆေးဝါးဖန်းစီမှုတွေမှာ2015ခုနှစ်ကနေအခုအထိ10နှစ်အတွင်းအေအေနဲ့ဆက်ဆက်တဲ့မူရဆေးဝါးဖန်းစီရရှိမှုစုစုပေါင်း16ချိန်အထိရှိခဲ့ပြီးကာလတန်မိုးငွေချက်1233.6ခွန်ဘီလီယံတန်မိုးရှိတယ်လို့စစ်တပ်ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ပြရရှိမြခင်ဗျာအနာသိနာ၅နှစ်နီးပါးရှိလာတဲ့ချိန်မှာပြိပက္ခဒေတာတွေကပြည်သူတွေဟာခြေကန်စားကုန်တွေကိုအပြင်ပေါက်ဈေးထက်၂ဆ၃ဆတက်ဈေးနဲ့ဝယ်နေကြပါတယ် KNI စကိုင်းစတဲ့ဒေတာတွေကပြည်သူတွေဘလို့ရုံးကန်နေရတယ်လဲမက်ရွှေပုန်းကြီးကပြောပြပေးပါမယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ပြည်ပခဖြစ်ပွားရာဒေတာတွေမှာ၅နှစ်နီးပါးကြာလာချိန်မှာတော့ကုန်စီတွေဈေးနှုန်းကြီးမြင့်လာတာနဲ့အတူပြည်သူတွေဟာတရက်စာစားတောက်ရက်တည်ဖို့ခက်ခဲတဲ့အခြေအနေအထိကြုံတွေ့နေကြရတယ်လို့ကချင်း၊ကယား၊ရခိုင်၊စကိုင်းစတဲ့ဒေတာတွေကပြည်သူတွေထံကသိရပါဗျ။ ဒေသအသီးသီးကပြည်သူတွေဟာနေရရင်ကိုစွန့်ခွာစစ်ဘေးရှောင်နေကြရတာကြောင့်အလောက်ကင်အခွင့်လန်းရှားပါပြီးအလောက်တီတကြအလောက်ကင်တော့မရတဲ့အတွက်ဝင်ငွေမရှိတာလဲကြုံနေကြရတာပါဒါအပြင်နေဆက်ကနေမြို့ကြီးတွေစီကိုဝင်လာတဲ့ကုန်တွေကိုလည်းစစ်ကော်မရှင်ကကန့်တတ်ထားတာကြောင့်ကုန်စီရှားပါပြီးကုန်စင်းလုံးမြင့်တက်စီလို့တဆင့်ပြန်လဲတင်ပို့ရတဲ့ဒေသတွေမှာကုန်စီဈေးကအဆများစွာမြင့်တက်မှုကိုခံစားနေကြရတာပါ စကိုင်းတိုင်းစလင်းကြီးမြို့နယ်တွေကခြေရွာတစ်ခုကဒေသခံတအူပြောပြတာကဒါစုသားဖတ်၃ဟောပေါ့ဗျာကျွန်တော်တို့ဒါတမန်နေစာတမန်နဲ့ပေါင်းလိုက်နှုတ်လို့ရှိရင်ကျွန်တော်တို့မနခင်မွန်းတဲ့ဆိုရင်ကျွန်တော်တို့ပတ်ဆက်9000ရတယ်ဗျာနော်အဲ့ပတ်ဆက်9000ကချမ်းဝဲကြီးဝဲမယ်ဆိုမနောက်ငါဘူးဗျာကိုညာစိတ်ကဘယ်တော့ရှိမလဲဆိုတော့ညမနဲ့ဆိုရင်တပေါင်းဝဲဝင်းညင်မှာရှိမယ်ဗျာနော်အလားတူပဲရခိုင်ပြည်နယ်ဘက်မှာလည်းကြက်ဥဘဲဥတွေကအခြေခံစားတောက်ကုန်ဖြစ်ပေမဲ့တေဆောင်ရခက်ခဲတာကြောင့်ဒေသခံတွေမှာကြက်ဥဘဲဥကိုတော့လွယ်လွယ်ကူကူဝယ်ယူလို့မရတဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုကြပါတယ်စစ်တွေဒေသခံတအူပြောပြတာက ကျုပ်တို့900တွင်ဖို့ရောက်မှရုပ်စေပါတယ်မြင်ရတယ်တနက်စားလိုက်တနက်ငယ်လိုက်ငယ်တဲ့မွတ်တဲ့ဆန်နေရတာအလုပ်လည်းမရှိနေတာကကရင်ပြည်နယ်ထဲမှာတော့အလုပ်ကန်ရှားပါတာဒေသတွင်မတည်ငြိမ်တာတွေကြောင့်တစ်ဖက်ရိုးရဲနိုင်ငံဘက်အလုပ်ထွက်လုပ်ကန်ကြသူတွေရှိသလိုပြည်တွင်းမှာကြံခဲ့တဲ့သူတွေမှာလည်းအခြေခံစားတောက်ကုန်ဖြစ်တဲ့အချက်ဥတော်တလုံးကို900ကနေ1000ကျပ်လောက်အထိပေးဝယ်စားနေရတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်ကရင်ပြည်ဘက်ကအခြေအနေကိုဒေသခံတအူးလည်းဖြစ်စီဘေးရှောင်တွေကိုကူညီပေးနေသူတအူးလည်းဖြစ်သူပြောပြတာက မဲ့စားစားတော့ဒီစတဲ့ကိုလုံးလုံးပို့လို့တခါကျတော့ဆေးဟာနည်းနည်းကိုဝီးရအားတိအောင်စားကြတော့ဆိုညခါကျတော့အလောက်ထိဖောင်းကူကူနေဆိုလည်းမြေကြီးကောင်းကြီးဒီကထားရဲ့ဒီအဲ့လိုမျိုးဒါဟိတကလောက်ဆိုရင်လည်းစားကြစစ်ဖြစ်ပွားရာဒေသတွေမှာတော့လမ်းတွေပိတ်ဆို့ထားတာကြောင့်စစ်ဘေးကိုလည်းရှောင်လို့မရတော့သလိုကုန်စည်နှုန်းတွေကြီးမြင့်မှုကိုပုံမူခံစားနေကြရပြီးစစ်ဘေးရှောင်စခန်းတွေမှာပဲပြေးလောပုန်းခုန်နေရတာကြောင့်ခလင်းငယ်တွေလူငယ်တွေမှာပညာသင်ကြားဖို့လည်းအခက်အခဲတွေရှိနေကြပေမဲ့နေထိုင်စားတောက်ကြီးမှာအဓိကအခက်အခဲဖြစ် နေလို့တခြားကိစ္စတွေဖြစ်တဲ့ပညာရေးလူမှုရေးတွေကိုဂယုမဆိုင်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုကြပါဗျာ။ တောက်ချညာချန် BBC မြန်မာပိုင်းအစီအစဉ်လေးဒီရင်ပြီးဆုံးပါပြီ BBC ကနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များတဲ့ကောမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှဖျား HMP ဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။